ငါးကိုသွင်းတကိုးဖန်တီးပြီးတော့စတေမာလာရဲ့ပရီးမီးယားလိခေါင်းဆောင်ကစားမဆုရှင်ဟာလန်အက်ဂရစ်ပေါ်ကနေတင်ဆက်ပေးနေပါတယ်စတေမာလာအတွက်ပရီးမီးယားလိတလာတာခေါင်းဆောင်ကစားမဆုကိုတော့မန်စီတင်ရဲ့နော်ဝေတိုက်စစ်မှုအာလင်ဟာလန်ကရရှိသွားခဲ့တာဖြစ်ပါတယ်ဟာလန်ကဒီဆုကိုထိုက်တဲ့တဲ့နာမည်ရရှိခဲ့တာပါဟာလန်ကတခြားခြေစွမ်းပြနေတဲ့ကစားမရဲ့အတူတူစကားရင်းစီးမပါဝင်နေပေမဲ့အကုန်လုံးကြောဖြတ်ပြီးတော့အကောင်းဆုံးကစားမဆုကိုရရှိသွားခဲ့တာပါဟာလန်ရဲ့စတေမာလာတွင်မန်ချက်စတာစီးတီးအတွက်စွမ်းဆောင်ရည်ကိုကြည့်ရမယ်ဆိုရင် နဝေးတိုက်စစ်မှုကစစ်တီအတွက်အဓိကရမှတ်ရရှိစေမဲ့အတွင်းကိုတွေကိုတွင်ယူပေးသွားခဲ့တာပါ။ဟာလန်ရဲ့အတွင်းကိုတွေကပဲမန်စီးတီအတွင်းကိုရမှတ်တည်ရရှိစေတာပါ။ဟာလန်ကစတီမာလာတွေမှာမန်စီးတီအတွင်းအတွက်ပရီးမီးယားလိဂ်အတွင်းကို၅ဂိုးတည်တွင်ယူခဲ့ပြီးတော့လီရဲ့အတွင်းကိုအများဆုံးကစားမှဖြစ်လာခဲ့ပါတယ်။စတီမာလာကစီးတီအတွက်ကတ်ခဲ့တဲ့လာလာဖြစ်ခဲ့ပေမယ့်ဟာလန်ရဲ့အတွင်းကိုတွေကြောင့်အတော်လေးကိုအဆင်ပြေခဲ့တာပါ။မြောက်ကန်ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်အတင်းကိုအနိုင်ယူခဲ့တဲ့ပွဲမှာဟာလန်ကစီးတီအတွက်ဟက်ထရစ်အတင်းကို၃ဂိုးတည်တွင်ယူပေးခဲ့တယ်လို့ ာစနယ်နဲ့ပွဲမှာလည်းသင်ကိုတကိုသင်ယူခဲ့ပြန်ပါတယ်။အဲဒီပွဲစဉ်ပြီးဘန်လီနဲ့ပွဲမှာလည်းဟာလန်ကစီတီအတွက်နောက်ကျသင်ကိုနှစ်ကိုသင်ပြီးတော့ကိုးပန်တီးမှုပါပြည့်လုပ်ထားနိုင်ခဲ့တာပါ။ပြောရရင်တော့ဟာလန်ကြောင့်မန်စီးတီးသင်ရမတ်အတော်လေးစုဆောင်းထားနိုင်ခဲ့ပြီးတော့ဇယားထိတ်ကအသင်းနဲ့ရမတ်ပိုင်းကွာဟမှုကျင်းပစေခဲ့တာပါ။အဲဒါကြောင့်လည်းဟာလန်ကပရီးမီးယားလိရဲ့တလားတာအကောင်းဆုံးကစားမဆုကိုထိုက်ထိုက်တန်တန်နဲ့ရရှိသွားခဲ့တာပါ။ဒါကပရီးမီးယားလိဂ်တည်တံ့ဖြစ်ပြီးချန်ပီယံလိဂ်ကဟာလန်ရဲ့ဂိုးမိုးရွာမှုတွေမပါဝင်သေးပါဘူး။ဟာလန်ကတော့ဟာလန်ပါပဲ။ ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချုပ်ပါရီမြော်